လောကမှာမြင့်မြတ်တဲ့ပုဂ္ဂိုလ်ဆိုဘယ်လိုပုဂ္ဂိုလ်မျိုးလဲအောင်တန်းကြတဲ့ပုဂ္ဂိုလ်ဘယ်လိုပုဂ္ဂိုလ်မျိုးလဲဆိုဒီကထာရဲ့လူရင်အိဗေနေရမြင့်မြတ်သောပုဂ္ဂိုလ်စစ်ဘယ်ပုဂ္ဂိုလ်လဲဆိုတာကိုဖော်ပြအဲ့လိုဖော်ပြတဲ့ထဲမှာအိဗေနှမျိုးထွက်တဲ့စကလုံးနေနဲ့မြတ်စွာဘုရားဟောထားတာ ်ညစ်မြတ်တဲ့ပုဂ္ဂိုလ်ပေလီခတ်ဆန်သာမြတ်စွာဘုရားဟောထုတ်တာအတ္တထောအကတိညုစတန်ဒိစေရောစယောနရောဆွေဒီစကလုံးนี่ဟာတမအတိပ္ပယ်နဲ့ပြောလိုက်လို့ရှိရင်လူတော်လူကောင်းကိုခေါ်ညွှန်းတဲ့စကလုံးမျိုးပဲ ਨੇ လူဆိုးတယောက်ကိုခေါ်ညွှန်းတာတဲ့စကလုံးမျိုးရှိတယ် ။ဘာကြောင့်ပေလိဆန္ဒဟောထားတယ်လဲဆိုရင်နိုင်တဲ့ပုဂ္ဂိုလ်ရဲ့အသိဉာဏ်စဉ်းစားဉာဏ်အာရဆိုင်မှုတိုးတက်လာဖို့အတွက်ပုဂ္ဂိုလ်လိုက်ယေရှုတရားဟောတာဖြစ်တယ်။အမြတ်ဆုံးပုဂ္ဂိုလ်ဆိုတဲ့ပုဂ္ဂိုလ်ဟာဘလို့ပုဂ္ဂိုလ်လဲလို့ဆိုရမြာအကတိညူတဲ့တမအားဖြင့်ဒီစကားဘယ်နေရာမှာသုံးလို့ဆိုရင် အကတိညူဆိုတာခြေစူးမသိဘူးဆိုတဲ့တရားအဲ့ဒါကြာတကားကောင်းမဟုတ်ဘူးလေအကတိညူဆိုခြေစူးမသိတတ်သူအဲ့တော့ခြေစူးမသိတတ်သူသည် အမျက်ဆုံးပုဂ္ဂိုလ်ဖြစ်တယ်ဆိုတဲ့ထိပ်ရောက်တာအကတိညူဆိုတာမသိတဲ့ပုဂ္ဂိုလ်ကဘာပြောတာအကတိညူကလူသိတဲ့ထိပ်ကခြေစူးမသိဘူးဆိုတဲ့ထိပ်ရောက် အတ္တတော်အဂတိယုသအတ္တတော်ဆိုရတဲ့ကလောကနဲ့တရတရားကင်းမဲ့သူတရတရားမရှိဘူးဒါလည်းအကောင်းမဟုတ်ဘူးတရတရားမရှိတဲ့လူတွေကို၃၀ကလောက်အတ္တတော်ဆိုတာအဂတိယုကကျေးဇူးမတိတတ်သူတန်ဋိစီတော်ဆိုတာဟောက်ထွင်းခိုးယူတဲ့သခိုးတန်ဋိစီတော်လို့ခေါ်တာတန်ဋိဆိုတာအိမ်ချအဆက်သဘောတိုက်တယ် နိုင်ရန်လေးကိုစေရာဆိုဖောက်ဖြစ်တယ်ဖောက်ထွင်းခိုးယူလူလို့အဓိပ္ပာယ်ရတယ်ဒီစက္ကလောအဲ့နောက်ဆုံးဏိကုံးဆွတ်လိုက်တဲ့ကတာဝေဥတ္တမဘောရိတော်အဲ့လိုလူဟာတကယ်ကိုအတော်ဆုံးလူတရားပဲလို့ဒီလိုပြောလိုက်တော့ရှေးရစကလုံးနေနဲ့နောက်ကစကလုံးနေဟာလောဘဆန့်ကျင်နော်တရတရားကိမဲ့သူ ကျေစုကတတ်သူကျေစုမသိသူဟောက်ထွင်းခေါ်ယူတတ်သူသည်အတော်ဆုံးပုဂ္ဂိုလ်ဖြစ်တယ်ဆိုတဲ့အဓိပ္ပာယ်မျိုးရောက်ပါသို့သောမြတ်စွာဘုရားဆိုလိုတဲ့အဓိပ္ပာယ်ကအဲ့ဒါမျိုးမဟုတ်ပါဘူးဒါကိုပေဟိတိလို့ခေါ်တယ်နော်ပေဟိတိဆိုတာအဖြေညှိနိုင်မှသိနိုင်ပမာရိမာစကထာဟုတ်တယ်ဆိုတာရှိတယ်လေအဖြေကိုစဉ်းစားရ ရှေ့တည်ရရင်လူရဲ့စိတ်တွေကပိုကျင့်တတ်သောအဲလူဆိုရလဲစဉ်းစားခိုင်းမှစဉ်းစားတာအနုဘုဆိုရင်ခေါင်းချောက်ခံပြီးလူမောစဉ်းစားဘူးအဲတော့စဉ်းစားမှအတိညာဆိုထွက်တယ်ဒီနေရာမှာမြတ်စွာဘုရားပေတိဆိုတဲ့သကလုံးတွေကိုသုံးထားလိုက်တာဖြစ်တယ်ပေတိကိုမဖော်နိုင်တဲ့ပုဂ္ဂိုလ်တွေဖွင့်ဆိုတဲ့အတိတ်ကတမျိုးမြတ်စွာဘုရားရဲ့ရည်ရွယ်ချက်ဟောတဲ့ တိဝေတမျိုးဟောဒီနေရာမှာအတ္တတော်ကိုတရားတရားမရှိသူယုံကြည်မှုကင်းမဲ့တရားမဲ့သူတို့ဒီနေ့တွေကိုဆိုလိုတာမဟုတ်ဘူးအတ္တတော်ဆိုတာတရားဓမ္မနဲ့ပတ်သက်လာပြီကိုကိုယ်တိုင်သိတဲ့ပုဂ္ဂိုလ်ဖြစ်သည့်အတွက်ကြောင့်သူတော်ဘာကိုယုံကြည်ပြီးလက်ခံရတဲ့အရာမျိုးသူမှမရှိဘူးလို့ပုရုဇေပုဂ္ဂိုလ်တွေက လူပြောသူပြောကိုယုံကြည်ပြီးတော့လက်ခံနေကြတာကိုယ်တွေသိတာမဟုတ်ဘူးကိုယ်တွေမသိသည့်အတွက်ကြောင့်ဟိုလူပြောယုံလိုက်ဒီလူပြောယုံလိုက်ဟိုကအမှန်လို့ပြောရင်လည်းကောင်းကျင်လိုက်ဒီကအမှန်လို့ပြောရင်အဲ့တော့ကိုယ်တန်ရာကိုယ်နဲ့အယူဆနဲ့ကိုက်ညီဟုတ်တဲ့ထင်ပြီးတော့လက်ခံနေကြတာပုရုษေလောကမှာအမတရားစွာရှာမတွေ့နိုင်ဘူးပြည့် ဘုရားဘာသာရေးအတိုင်းဝိုင်းမှလည်းရှိတယ်ကိုဘာမှလည်းရှိတာပဲတဲ့လူတွေကဓာတ်တူတဲ့စိတ်နေသဘောထားရင်တိုက်ဆိုင်တဲ့နေရာမှာသွားစုကြစနေရှိုးကြိုက်တဲ့တွေကလည်းစိတ်ရှိုးဝိုင်းမှသွားနေအဖျော်ရင်မကကြိုက်တဲ့ပုဂ္ဂိုလ်ကလည်းအဖျော်ရင်မကပြီးရဆိုင်ရောက်သူ့နေရာနဲ့သူစုကြအဲ့လိုလူတွေရဲ့သဘောကကိုကြိုက်တာနဲ့ ကိုယ်နှလုံးသားနဲ့ကိုက်ညီတဲ့ဟာပေါ်မှာသူကအမှန်လို့ယူဆနေသည့်အတွက်ကြောင့်လောကမှာဘယ်ဟာအမှန်တရားဆိုသီးကိုတော်တော်ခဲသွားဒါကြောင့်မို့ဒီအတ္တဒောဆိုတဲ့လုံးလေးဟာပုံမှန်အပြည့်၃လေး၃ထရှိတာကသရတရားမရှိသူဆိုတဲ့ဒိဋ္ဌိပဲကောင်းသလားမဟုတ်အဆိုးသလားသောသောဒီကုန်းကိုကြည့်လိုက်သဝေဥတ္တမဘောရီတော် အဲ့ဒီသရတရားမရှိသူသည်အမျက်ဆုံးဆိုတဲ့အတိပ္ပယ်ကိုခေါ်ဆောင်လိုက်တဲ့အခါကျတော့လွယ်ပါသွားတော့အဲ့ဒါကိုရှုပ်ဝက်တာစကလုံးအနေနဲ့တတ္တဆိုယုံကြည်မှုအဆိုမရှိတာယုံကြည်မှုမရှိတယ်ဒီနေရာမှာယုံကြည်မှုမရှိဘူးဆိုတာကိုယ်ကိုယ်တိုင်သိထား၍တစ်ဖက်သားစကားနဲ့လက်ခံရတဲ့အာမဟုတ်ဘူး ရှင်သာရိပုတ္တရာနဲ့ဆက်ပြီးတော့မြတ်စွာဘုရားဒီကရဏကိုဟောတာဖြစ်တယ်ပေါ့ဒီကရဏကရှင်သာရိပုတ္တရာကိုမေးတယ်တတ္တိတ္တိကိုပွားများလိုက်လို့ရှိရင်နိဗ္ဗာန်ချက်သာကြီးအောင်မြတ်မောပြုနိုင်တယ်ဆိုတဲ့အချက်ကိုမင်းယုံသလားလို့မြတ်စွာဘုရားမေးတတ္တိတ္တိကိုပွားလို့တရားကိုတွန်းမြင့်ပေးလို့ ကောင်းကျိုးချမ်းသာတွေရတယ်ဆိုတဲ့တိတ်နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်တယ်လို့ဆိုတဲ့ဟာကိုသူကိုယ်တိုင်ပွားများပြီးသားဖြစ်တဲ့အတွက်ကြောင့်သူများပြောနဲ့သူယုံတာမဟုတ်ဘူးကိုယ်ကိုယ်တိုင်သိတယ်ဒါယုံကြည်တဲ့အဆင့်ကိုတော့အဲ့တော့ရွှေဘုရားကိုခဏခဏရောက်ဦးတဲ့ပုဂ္ဂိုလ်များကို မင်းရှိတဲ့ဘုရားမှာစောင်းနှံလေးတွေရှိတယ်ဆိုတာယုတ်တလားလို့မေးလို့ရှိရင်ယုတ်တဲ့အဆင့်မဟုတ်တော့တိတဲ့အဆင့်ဖြစ်သွားယုတ်တဲ့အဆင့်ဆိုတာသူများပြောတာကိုလက်ခံရတာဒါယုတ်တဲ့အဆင့်အဲ့လိုဆိုလို့နော်ရှင်သာရိပုတ္တရာဟာလည်းပဲတရားကြောင့်နဲ့ပတ်သက်လာပြီးသူကယုတ်တဲ့အဆင့်မဟုတ်တိတဲ့အဆင့်ဖြစ်သွားသူများသောတပန်လို့ပြောလိုက်လို့အဟုတ်များဟုတ်တယ်မလားငါတတ်တော့ ဒါပေမဲ့အရက်ကလေးကလည်းမရှောင်းနိုင်တော့တောက်ပြီသေးတယ်။အဲ့ကြတော့ဘာဖြစ်တော့ဆိုဩသောတဲ့ဘာလဲအရက်တောက်သေးတယ်လို့လောက်ကုန်ရော။သူများပြောတာနဲ့ဟုတ်ထင်သွားတာတွေရှိတယ်။ပါဟိယတရုစီရိယဝတ္ထုကိုကြည့်။ပါဟိယဆိုတဲ့ပုဂ္ဂိုလ်ဟာသင်္ဘောပြက်ပြီးပင်လည်းညောနေတာ။ကံကောင်းထောက်မှလို့သင်္ဘောပြက်က တိတုံးသာနာလေးကိုရပြီးအဲ့ဒါလေးဖက်တွေ့ပြီးကန့်တင်လာပင်လေဆိုတာလိုက်ပုဒ္ဓကံမဲ့ပုဒ္ဓဖြစ်သည့်တည်းကြောင့်လိုင်းအားနဲ့သူကကံမော့ရမှာရောက်လာတဲ့အခါကျတော့သူမှာရှည်တဲ့မျောလာတဲ့အခါကျတော့အဝတ်စားပဲရှိတော့မလို့မိမွေးတိုင်းခါမွေးတိုင်းဝတ်ထားတဲ့အဝတ်တရားလဲကလေတန်စားဝတ်ထားတာနဲ့တူပါတယ် အဲ့တော့ကုန်းပွင့်ရောက်လာတဲ့အခါတက်တဲ့အခါမှာသူကအဝတ်မပါထွင်းရလည်းမစားရကြအဝတ်မပါပဲနဲ့ဒီတုံးလုံးကြီးသွားမှုရဆင်မပြေတော့ဘာလို့တော့ဆိုကတ်တာမှာရှိတဲ့တတုံးလေးတွေကျိုးလေးတွေနဲ့တီးပြီးတော့ရှင်းတော့လုံးကလေးကိုခါမှကျိုးစီးပြီးတော့ပြိုတဲ့သွားထမဲတောင်းတာသွေးကြောင်းတဲ့အခါကျတော့ ဟာဓမ္မယဟနာဆိုပြီးတော့ထိုင်ဝှချတဲ့လူသမင်းကြော့ပြီးတော့ဆွမ်းလောင်းတဲ့လူတွေပေါ်လာတဲ့အခါကျတော့ပေါ်လာတဲ့အခါကျတော့သူကဟာတာစားတာလေငါဒီတိုင်းပဲနေတော့မယ်ဆိုပြီးတော့နေတာနောက်ပိုင်းကျတော့ဥပ္ပဒုဘလို့ထင်းလာလူတွေကယဟန္တာဆိုတာဒီလိုပုဂ္ဂိုလ်မျိုးပဲဆိုပြီးဝိုင်းဝှချပြီးယဟန္တာလို့ဩဘပေးတယ်နောက်ပိုင်းဥပ္ပဒုယဟန္တာလို့ထင်းလာတယ်နောက်ပိုင်းကျတော့ အဲ့ဒါသူကိုယ်တိုင်သိတာမဟုတ်တော့ယန္တာဆိုတာဘယ်လိုဟာတော့သူမသိဘူးမသိသည့်အတွက်ကြောင့်သူများကယန္တာဆိုတာဒီလိုဟာပဲလို့ပြောတယ်နဲ့သူကလည်းငါလည်းယန္တာဖြစ်ပြီဆိုလို့နေရတယ်ဆိုအဲ့တော့အသိဉာဏ်နဲ့တရားဆိုတာအမှန်တမ်းကိုယ်ပြချနာသူများရဲ့ယုံကြည်မှုနဲ့ကိုယ်ကိုယ်လည်းနောက်ပိုင်းမှာအထင်ရောက်သွားတယ်နောက်ကံကံထောက်မှလို့သူနဲ့ ကတော့ဘုရားလက်ထက်ကတရားကျင့်ဖို့သရေသုံးဖို့ဖြစ်ခဲ့တဲ့မြမကြီးကတာပြီးတော့သူ့ပြောတာဘာကြီးရမင်းဟာယန္တာလည်းမဟုတ်ဘူးယန္တာမဟုတ်ရင်မကဘူးယန္တာဖြစ်နိုင်တဲ့အကျင့်တော်မင်းလုံးဝမရှိဘူးလို့တတိပေးတဲ့အခါကျတော့မှသူဟာဒါပြည့်ယန္တာပဲမရှိလို့ဆိုတော့အိုးမြောက်ပိုင်းမှာတောက်တိမျိုးဆိုတာရှိတယ်အဲ့ဒီမှာခေါရမဗုဒ္ဓသူကမှယန္တာဖြစ်လို့ အာဇင်ကလေးထွက်ပြီးတော့ဖះစီသွားတွေ့တာအဲ့သူဆက်တာအဲ့ဒါနော်အဲ့တော့သူများပြောတာနဲ့လက္ခဏာရှုပ်ကြည့်သောတပန်တကယ်ဖြစ်သွားတဲ့ပုဂ္ဂိုလ်ယဟန္တာတကယ်ဖြစ်သွားတဲ့ပုဂ္ဂိုလ်တွေဟာသူများကသောတပန်ဖြစ်နေပြီလို့ပြောလို့ယုံတဲ့ပုဂ္ဂိုလ်မျိုးမဟုတ်တော့သူကိုယ်တိုင်သိတာဖြစ်တယ် ကိုစားတဲ့အစားအစာရဲ့အရသာကိုသိတာပေါ့တရားရသွားရင်လည်းကိုယ့်ကိုယ်ပဲသိတာပေါ့သူများမေးချင်မလို့အဲ့တော့ဒီနေရာမှာအထေပဲကရှင်သာရိပုတ္တရာကမြတ်စွာဘုရားမေးလိုက်တဲ့မေးခွန်းကိုအရှင်မြားတဲ့အရှင်မြားပြောလို့အရှင်မြားရဲ့စကားကိုယုံကြည်ပြီးတော့တတ္ထိန်တွေကိုပွားလို့ရှိရင်နိဗ္ဗာန်ရောက်တယ်ဆိုတာဒီပြီးတော့လက်ခံတာမဟုတ်ဘူးကိုယ်တိုင်သိပါလေ ဒီလိုလျှောက်တယ်။အဲ့တော့တခြားယန်းတွေကရှင်သာရိပုတ္တရာကြီးကခုချိန်ကျောင်းဘုရားကိုမယုံဘူးလို့ပြောနေပါလားဆိုပြီးတော့ထင်တွေ့တာ။အဲ့ဒါကြောင့်မြတ်စွာဘုရားဒီစကားလုံးကိုသုံးတာအတ္တတော်ကိုယ်ပိုင်တိညာနဲ့သိထားတဲ့ပုဂ္ဂိုလ်သည်သူများပြောတာကိုလက်ခံယုံကြည်ရမယ်ရှင်မဟုတ်တော့ဘူးကိုသိတာဖြစ်တယ်ဒီလိုဆိုလို့လားเนาะဒါကြောင့်အတ္တတော့ တရားဓမ္မကိုကိုယ်တိုင်သိသည်ဖြစ်ပြီးသူများစကားနဲ့လက်ခံယုံကြည်သူမဟုတ်ဘူးဆိုရင်ဩတောပုရိသောအမြတ်ဆုံးပုဂ္ဂိုလ်ဖြစ်တယ်။အဲ့တော့စဉ်းစားကြည့်လိုက်ခေါင်းကြီးတွေဟိုလူပြောခေါင်းကြီးဒီလူပြောခေါင်းကြီးခေါင်းတရားကောင်းလို့ဒီတရားကောင်းလို့အဲ့လိုသူများပြောတာနဲ့ကိုယ်လည်းလက်တွေ့မှာပါပဲနဲ့လက်ခံနေတယ်ဆိုလို့ရှိရင်တော့ဩတောပုရိသောဆိုဖြစ်နိုင်ဘူး။ အဲ့တော့တရားတော်ထူးချွန်စွာသိနေတဲ့ပုဂ္ဂိုလ်တွေကိုအတ္တတော်လို့ခုနကတရားတရားကင်းမဲ့တဲ့ပုဂ္ဂိုလ်ရှုံ့ချတဲ့အနေနဲ့ခေါ်တဲ့စကားလုံးကလည်းအတ္တတော်ပဲစကားလုံးချင်းနဲ့တူတယ်ခုနကတော့ကံကံရေးကျူကျတော်သုံးပါးရေးကိုယုံကြည်မှုတရားတရားကင်းမဲ့သူလို့ထိပ်ပဲရတယ်ပထမတည်းပဲအခုမြတ်စွာဘုရားသုံးလိုက်တဲ့စကားလုံးကတော့ ိုယ်တိုင်သိသည်ဖြစ်၍သူများစကားနဲ့တခံရသူမဟုတ်ဘူးအဲ့ဒီပုဂ္ဂိုလ်မှာဥဒ္ဓမပုရိသမြတ်ဆုံးသောပုဂ္ဂိုလ်လို့ဒီလိုဆိုလိုတယ်နော်အကတိညူဆိုတဲ့ကလေးကတမာဖြင့်ခြေဆုမတိတတ်သူလို့အဓိပ္ပာယ်ရတယ်ခြေဆုမတိတဲ့လူကဘယ်လိုလုပ်ပြီးလူတော်လူကောင်းဖြစ်နိုင်မလဲ ဒီနေရာမှာအဲ့ဒီလူတော်လူကောင်းဖြစ်သူဆိုတဲ့အဂတိကြီးကဘာကိုပြောတာလဲဆိုတော့အဂတ္တဆိုတာဘာနဲ့မှလုတ်ထတာမဟုတ်ဘူးသဘောဝအဖြစ်ရှိနေတာနိဗ္ဗာန်နိဗ္ဗာန်ဒီအဂတ္တတခုနဲ့ပြုလုတ်ထတာသဘောတရားရောကဖန်တီးထတာမဟုတ်ဘူးအငြိမ့်သဘောဆိုတာသူ့အတူသဘောဝရှိနေတယ်နိဗ္ဗာန်ဖန်တီးထတဲ့အရာမဟုတ်ဘူး အဲ့ဒါအကတ္တဘာနဲ့မှတိဆောက်ထားတာမဟုတ်တဲ့အရာဆိုဒီမှာနိဗ္ဗာန်အဲ့ဒီနိဗ္ဗာန်ကိုသိတဲ့ပုဂ္ဂိုလ်ဒီဥဒ္ဓမပုရိသမြတ်ဆုံးပုဂ္ဂိုလ်သူဆုံးလို့လေနော်အဲ့တော့နိဗ္ဗာန်ကိုသိတဲ့ပုဂ္ဂိုလ်ဒီလောကမှာအမြတ်ဆုံးပုဂ္ဂိုလ်ပါလို့အဲ့တော့နိဗ္ဗာန်ကိုသိတယ်ဆိုတာလောကပြည့်ပြည့်စုံစုံသိတဲ့ပုဂ္ဂိုလ်ကယန္တာပုဂ္ဂိုလ်ပဲ သောတပန်သိတယ်မြင်တယ်တဂရကလည်းသိတယ်နာကလည်းသိတယ်သို့သောယဟနာပုဂ္ဂိုလ်မြင်တဲ့အမြင်ကြတော့ပြီးပြီးဆုံးတဲ့အမြင်လို့သူဆိုလို့ရပေါ့ဒါကြောင့်အဂတိညူဆိုတဲ့ယဟနာပုဂ္ဂိုလ်ဆိုလို့ဒီနေရာမှာခြေစုကမ်းလို့ဆိုတဲ့အိဗယ်ခြေစုမတိတတ်သူဆိုတဲ့အိဗယ်ကိုမယူပဲနဲ့ ဘာတကုနဲ့မှတိဆောက်တာတော့မဟုတ်တဲ့နိဗ္ဗာန်ကိုတည်သူလို့ဒီအသေးပဲယူဆ။နောက်တစ်ခုကတန်တိတ်စေတော်တန်တိတ်စေတော်ဆိုတာဖောက်ထွင်းသူလို့အသေးပဲ။သူဆိုရိလှုပ်လိုက်ရှိတယ်။ရာဇောမှုကိုညှိညွှန်းတယ်။အင်ချန်သက်တိဖြတ်ပြီးတော့ဖောက်ထွင်းပြီးတော့ဝေရောက်တယ်။တိုက်ဖောက်တယ်။ အဲ့လိုပါဖောက်တဲ့ပုဂ္ဂိုလ်တဏှိစေတော်လို့ခေါ်တယ်။ဒီနေရာမှာကျတော့အဲ့လိုမဟုတ်ဘူး။တဏှိယဝူကြီးတဲ့မှာလည်းပဲဘဝတစ်ခုနဲ့တစ်ခုဘဝပဲအဝိဇ္ဇာနဲ့သင်္ခါရကံနဲ့ကိရိတာကံနဲ့ကိရိတာပြီးရင်သင်္ခါရပစ္စယဝိညာဏဆိုတဲ့ဘဝပရိသေရိအစရှိတယ်။အဲ့ဒီမှာအစတစ်ခုရှိတယ်။ဝေရဏပစ္စယတဏှာမှာ အကြောင်းနဲ့အကျိုးတစ်ခါရှိတယ်။ ဘဝပိဿာဇာတိမှာလည်းပဲအကြောင်းနဲ့အကျိုးတစ်ဆက်ရှိတယ်။အဲ့ဒီအဆက်ကိုချိုးဖြဲ့တဲ့ပုဂ္ဂိုလ်တန်လေးစီတော်လို့ခေါ်တယ်။တန်တရာရဲ့အဆက်ကိုဖြတ်တာလေပင်ကြီးတစ်ခုဟာဆက်ပြီးတော့လှုပ်ထားတဲ့လေပင်ကြီးတစ်ခုနဲ့တစ်ခုဆက်ထားတော့အဝိုင်းကြီးဖြစ်ပြီးတော့လေပတ်နေအဲ့ဒီအဆက်ကြီးကိုဖြုတ်လိုက်ပြီဆိုရင်လေလုံးမရတော့ထို့တူပဲ တန်တရာဘဝဆေဝဉ္ကြီးအစတ်တွေကိုဖြုတ်လိုက်တဲ့အခါမှာတန်တရာခီးသွားတဲ့သထာကြီးဟာလက်ပတ်နိုင်နေမရှိတော့ဘူးအဲ့လိုအစတ်ကိုချိုးဖြတ်ထားတဲ့ပုဂ္ဂိုလ်ကိုတန်နေစီရောလို့ခေါ်တယ်ကောက်တဲ့ဘက်ကခြိတတ်တာနော်သံတရာရဲ့အဆက်ကိုဖြည့်စီပြီးသားဖြစ်တဲ့ပုဂ္ဂိုလ်လို့ဒီလိုဆိုလို့ ဲ့တော့ဒီစကလုံးသုံးလုံးဟာမသိတဲ့ပုဂ္ဂိုလ်ဆိုရင်အဆိုးတွေကြီးပဲဖြစ်နေတိလို့အိဗေခေါ်လိုက်ရင်ဒီအိဗေရတယ်ဟတဝကတောဝန္တာတောဟတဝကတာဆိုအခွင့်ရေးကိုဖြတ်စီးပြီးဖြစ်သူအခွင့်ရေးရတဲ့လူနဲ့အခွင့်ရေးပျက်စီးနေသူ ဘယ်သူကလူကောင်းလို့ပြောမယ်ဆိုတော့ခွင့်ရေးရတဲ့လူလူတွေကဒီနတ်မှာပဲလေသို့တော်တမန်ခွင့်ရေးကိုပြောတာမဟုတ်ပဲနဲ့တဏှာလောဘအကုသိုလ်တွေရဲ့အခွင့်ရေးကိုကိလေသာကဘဝကိုဖန်တီးဖို့ဆိုရယ်ခွင့်ရေးကိုဖြတ်စည်းပြီးသားပုဂ္ဂိုလ်ဆိုရယ်ယန္တပုဂ္ဂိုလ်ရည်ညွှန်းတာပဲဒါအဲ့လိုအသေးပဲတည်းကနှစွန်းထွက်တာဖြစ်တယ် ဝန္တာသောဆိုတာဝန္တာဆိုတာထွေအံပြစ်လိုက်တယ်ပြုတ်အံပြစ်လိုက်တယ်အာသာဆိုတာလူချင်းဆန္ဒတောင်းတမှုတဏ္ဍာလူချင်းမှုမျောလင်းမှုတွေကိုထွေပြစ်လိုက်ပြီရှင်ထဲမှာမရှိတော့ဘူးလို့ဆိုလိုတယ်ထွေထုတ်လိုက်တယ်အာလတဏ္ဍာကိုထွေထုတ်ပြီးသားပုဂ္ဂိုလ် ဥပမာမဲ့လူတွေရဲ့တဏ္ဍမှာအစိတ်ဖြစ်တဲ့အစာလေးလူတွေမှာစားမိပြီဆိုလို့ရှိရင်ဘာလို့ကအံသေးတိုက်ကြအံသေးတိုက်လိုက်တဲ့အခါအံပြစ်လိုက်အံပြစ်လိုက်ပြီဆိုရင်စိတ်တွေပါသွားပြီရှင်နေကောင်းသွားတာကိလေသာတွေရတယ်ပဲအစိတ်တောက်တယ်ဖြစ်တယ်အရဟတမနဲ့ကိလေသာကိုဖယ်ရှားတာကိုပဲ လူချင်းစန္ဒတဏှာကိုပြုတ်အလိုက်ကြည်သာဖြစ်သူဆိုအစိတ်တော့ဒီကင်းသွားတယ်ဆိုတဲ့အိမ်ကိုဖော်ပြတယ်။ရတ္တိချက်တွေအာလမတာဝေဥဒ္ဓမပေါ်ရတော်ဒီချင်းရှိတဲ့ပုဂ္ဂိုလ်တွေကတကယ့်ကိုထူခြားတဲ့ပုဂ္ဂိုလ်များဖြစ်တယ်။ရှင်ယောဖြောင်းဖြောင်းနဲ့ပြောတာမဟုတ်ခင်နဲ့ စင်သားစရာလေးတွေပေးပြီးတော့မြတ်စွာဘုရားရှင်နဲ့နှလုံးထဲမှာမှတ်သားလောက်ဟောကြားလိုက်တဲ့ဓိဋ္ဌနာပဲဖြစ်တယ်။ပို့ပြီးတော့စိတ်ဝင်စားမှုဖြစ်ပေါ်စေတယ်။ပဟေတိစကားနဲ့တုံချပြီးတော့မြတ်စွာဘုရားဟောပြီးတာ။အဲ့တော့ဘာကိုသိရတော့ဆိုလို့ရှိရင်ဤလောကမှာအမြတ်ဆုံးပုဂ္ဂိုလ်ဆိုတာဘယ်လိုပုဂ္ဂိုလ်လဲဆိုရင်အေးမြတ်ဆုံးပုဂ္ဂိုလ်ဆိုတာ အတိညာရှိလို့သူများကိုယုံကြည်ကြမလို့တော့တဲ့ပုဂ္ဂိုလ်ကိုကိုယ်တိုင်သိလို့သူများကိုယုံကြည်ကြမလို့တော့တဲ့ပုဂ္ဂိုလ်နိဗ္ဗာန်အကြောင်းကောင်းကောင်းသိတဲ့ပုဂ္ဂိုလ်တဏှာအဆက်ကိုပျက်ချပြီးတဲ့ပုဂ္ဂိုလ်တဏှာလောဘတွေရဲ့အခွင့်အရေးကိုဖျက်ဆီးထားတဲ့ပုဂ္ဂိုလ်ရှင်ထဲမှာရှိတဲ့တွေ့တာမှုဆိုတဲ့အပါကို ထွေးထုတ်ပြီးတဲ့ပုဂ္ဂိုလ် အဲ့ဒီပုဂ္ဂိုလ်ဟာဘုဒ္ဓမပုရိသမြတ်ဆုံးပုဂ္ဂိုလ်ဖြစ်တယ်။ဒါယန္တာဆိုတဲ့ပုဂ္ဂိုလ်ဟာဒီလိုပုဂ္ဂိုလ်လို့ဆိုလို့တယ်။ဘုန်းကြီးတို့ယင်းထဲမှာအသိဉာဏ်မလုံးလောက်လို့ယုံကြည်နေရသေးတယ်ဆိုရင်ဒါမပြည့်စုံသေးဘူး။နော်။နိဗ္ဗာန်ကိုမသိသေးဘူးဆိုရင်လည်းမပြည့်စုံသေးဘူး။တန်တရာအဆက်မဖြတ်ရသေးဘူးဆိုလို့ရှိရင်လည်းဥမာပဲတန်တရာ ကိရသာရဲ့ခွင့်ရေးတွေဒါတွေကိုမဖြစ်စေသေးဘူးဆိုရင်ကံလေးကိရသာရအကျိုးပေးနေဦးမှာရှင်နဲ့အာတာဆိုတဲ့တဏှာကိုထွတ်ထုတ်ခြင်းမရှိသေးဘူးဆိုရင်သူ့ရဲ့ကျုပ်ကိုဟူခံရအောင်မှာပဲအဲ့ဒီပုဂ္ဂိုလ်မျိုးကဘလို့မဥဒ္ဓမပုရိသမြတ်ဆုံးပုဂ္ဂိုလ်မဖြစ်ဘူးလို့ဒီသင်္ကသာကိုပေးတာပဲဖြစ်တယ် ဒါယန္တာဆိုတဲ့ပုဂ္ဂိုလ်ဟာဒီလိုပုဂ္ဂိုလ်လို့ဆိုလို့